ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါရခိုင်ပြည်ကြောက်ဖြူမြို့ကနေရန်ကုန်ကိုသွားရောက်မဲ့ခရီးသည်တွေဟာဒရင်လက်မဲ့ဝယ်ယူရရှိဖို့အတွက်စစ်ကောင်စီဌာနနဲ့ပွဲစားတွင်ရပူပေါင်းရှင်လင်မှုကိုခံနေရတယ်လို့ DMG ကစွန့်စမ်းသိရပါတယ်။ ကျောက်ဖြူကနဲ့ရန်ကုန်ကိုသွားမဲ့ခရီးသည်တွေဟာအင်ထောင်စုစီရင်မဲ့ပုံနဲ့အထောက်ထားတွေနဲ့ခရီးသွားလာခွင့်ခွင့်ပြုမရရှိဖို့အတွက်ကျောက်ဖြူမြို့နယ်ထွေအောက်ရုံးမှာကနအိုးစတင်ပြကြရပါတယ်အဲ့ဒီလိုခရီးသွားလာခွင့်ခွင့်ပြုမိကိုရရှိဖို့အတွက်ရပောင်းများစွာကြာမြင့်တက်ပြီးတော့ပွေးစားလမ်းကြောင်းကနေတဆင်းချင်းကပ်သွားမယ်ဆိုရင်၃ရက်အတွင်းခွင့်ပြုမိကိုရရှိနိုင်ပြီးတော့အဲ့ဒီအတွက်ပွေးစားခဟာငွေကျပ်နှစ်သိန်းအထိပေါက်ဈေးရှိနေတာလည်းဖြစ်ပါတယ် ခရီးသည်တွေဟာခရီးသွားလာခွင့်အတွက်အဲ့ဒီလိုခွင့်ပြုချက်တောင်းခံရတဲ့အပြင်လင်းရင်လက်မဲ့ဝယ်ယူရရှိရတဲ့အတွက်လည်းဝေးစားတွင်ကိုရှင်းကပ်နေကြရပါတယ်ကြောက်ဖြူရန်ကုန်လင်းရင်လက်မဲ့တစောင်းကိုပုံမှန်ဈေးနှုန်းမှာငွေကျပ်၅သိန်း၅၀၀နှုန်းအထက်ရှိပါတယ်အဲ့ဒီလည်းလက်မှတ်ကိုစောင်းလင်စာဝယ်ယူရရှိနိုင်ရေးအတွက်ပွေစားကားအဖြစ်ငွေကျပ်2သိန်းထပ်မံပေးဆောင်ကြရတာပါခရီးသွားလာခွင့်ရရှိပေမဲ့ပွေစားနဲ့ရှိတ်ဆက်ပြီးတော့လင်းရင်လက်မှတ်ဝယ်ယူဖို့အခက်အခဲရှိနေတဲ့ခရီးသည်တွေဟာ လာဝခန့်ကြာတဲ့အထိလင်းရင်လက်မှတ်မရနိုင်ပဲကြောက်ဖြူမြို့မှာတောင်းတင်နေကြရတယ်လို့ DMG ကစုံစမ်းသိရှိရပြီးတော့အရေးအတွက်အတိအကျကိုတော့မသိရသင့်ပါဘူးပြီးခဲ့တဲ့2024 April ကစလို့ကြောက်ဖြူမှာရန်ကုန်ကိုခရီးသွားမဲ့ခရီးသည်တွေကိုစစ်ကောင်စီရဲ့ကြောက်ဖြူမြို့နယ်ထွေအောင်အပါအဝင်လာဝကရစ်တပ်ဖွဲ့တွေကတင်းကျပ်စွာစစ်ဆေးမှုနဲ့အတူလင်းရင်လက်မှတ်ရောင်းချမှုကိုပါရှောက်ကန်ရှင်းလင်းထားခဲ့တာပါ ရခိုင်ပြည်အနှံ့ကဒေသခံတွေဟာကျမ်းမာရေးနဲ့ပညာရေးကိစ္စတွင်ကြောင့်ကြောက်ဖြူမျိုးကနေတဆင်ရန်ကုန်ကိုတောင်းရောက်နေကြရပြီးတရက်မှာအနည်းဆုံးလူဦးရေ200ခန့်ထွက်ခွာနေတယ်လို့ DMG ကစုံစမ်းသိရပါတယ်။ ရခိုင်ကနေမြေအများစုကိုတင်ပိုက်ထိန်းချုပ်ထားတဲ့ ULAA ကလည်းအမျိုးသားရေးကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEV အရာစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကိုရခိုင်မြေပြင်ပကိုထွက်ခွာဖို့လက်ရှိတိုက်ပွဲကြောင်းဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလအထိတားမြစ်ထားတယ်လို့မေလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ် က်ရှိမှာကြောက်ဖြူမြို့ကနေ6မှန်ခန်းအကွာမှာရှိတဲ့အမှတ်30နဲ့ရက်တက်ရင်အနီးမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့ကြားတိုက်ပွဲတွင် ဖြစ်ပွားနေပြီးတော့မြို့ပေါ်နဲ့3မှန်ခန်းအကွာရှိတဲ့စစ်ကောင်စီရဲ့ခမရ9လေးနှစ်နဲ့ခမရ9လေး3တော့ကိုလည်း AA ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတာပါကြောက်ဖြူမြို့တိုက်ပွဲမှာမြို့နဲ့တဖြည်းဖြည်းနီးကပ်လာနေတာကြောင့် စစ်ကောင်စီဟာမြို့ပေါ်လုံခြုံရေးကိုတင်းကျပ်ပြီးတော့ရှောင်းတခင်းစစ်ဆဲမှုတွေအပါအဝင်နေအိမ်တွေကိုဝင်ရောက်စစ်ဆဲမှုတွေကိုလည်းတင်းကျပ်စွာလှောက်ဆောင်နေတာပါ